ဆက်ဆက်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြပြပေးတော့မယ့်အကြောင်းအရာလေးကတော့ပေကျင်းမြို့ရဲ့စေယုံတေယုံမှာ၄နှစ်ကြာငွေသွင်းတစ်စိတ်သုံးအတုလုပ်ပြီးတော့ရွှေငွေပေါင်း၃,၈,၀၀၀၂,၀၀၀ကျော်ကိုလိမ်လည်ခဲ့တဲ့အမှုဒီအမှုမှာဆိုလို့ရှိရင်ဒီကျွန်းဝန်သူကိုဒီပေကျင်းကမြို့သူမြို့သားတွေတာမကပဲနဲ့အင်တာနက်သုံးဆွဲသူအများစုက ခွင့်လွှတ်ပေးဖို့အတွက်ဘာလို့တရားရုံးကိုတောင်းဆိုရတာလဲသူကဘသူလဲဒီအမှုကိုဒီဒီပြစ်မှုကိုသူကဘာကြောင့်လုပ်ခဲ့လဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုစလိုက်ကြရအောင်နော်မေချာမှုတပါဘယ်ပလင်းရတ်ဆိုရအောင်တော့ချောင်းအခုဗီဒီယိုမှာပြောထားတဲ့သူရဲ့နာမည်ကိုလျောက်တန်းလို့ခေါ်တယ်သူကသူ့မိဘတွေ question ပြီးရဲ့နောက်မှာအဖိုးအဖွားတွေနဲ့သူကသူ့အဖိုးအဖွားရဲ့လက်အောက်မှာသူကကြီးပြင်းခဲ့ရတယ်ပေါ့နော် ဆိုတော့သူ့တန်20ကိုရောက်တဲ့အခါမှာကြတော့သူကအလုတ်အလုတ်လောက်တာပေါ့နော်အလုတ်ဆောက်လောက်တော့သူကဒီမြက်ထားဆက်တယ်မြက်ထားဆက်တယ်လုတ်တယ်စက်ရုံတရုံမှာသူကအလုတ်ဆောက်ပြီးလုတ်တယ်ဆိုတော့သူအလုတ်လုတ်ပြီးတော့တိတ်မကြခင်မှာပဲအလုတ်ရုံကဒီပိတ်သွင်းတော့မယ့်အခြေအနေကိုရောက်တဲ့အခါကျတော့သူတို့က by force နဲ့ပေါ့နော်သူ့ကိုအလုတ်ထွက်ဖို့ပြောတာပေါ့ဆိုတော့ तू ကအဲ့လိုအလုတ်ထုတ်တဲ့အထဲပါတဲ့အခါကျတော့စက်ရုံကသူ့ကိုတလောက်ကိုရွှန်300ထောက်ပတ်ခြင်းပေးနေပေါ့နော်ဆိုတော့အဲ့ဒီနှစ်မှာပဲ तू က ဒီခဘေးကနေပြီးတော့လာခဲ့သူထက်အသက်2နှစ်ငယ်တဲ့သူ့ကျင်းလင်းဆိုတဲ့အမျိုးသမီးနဲ့သူကတွေ့ခဲ့တယ်။ဆိုတော့သူ့ကျင်းလင်းကသူ့ကိုပထမဆုံးဆက်တွေ့ခဲ့တဲ့အမြင်မှာကြတော့သူကမကြိုက်ဘူးပေါ့နော်။မကြိုက်ဘူးပြီးတော့ပတ်စံလည်းမရှိဘူးပြီးတော့သူ့ရဲ့နောက်ကယ်မှာထောက်ပံ့ရမယ်အဖိုးအဖွားတွေလည်းရှိသေးတယ်ဆိုပြီးတော့သူကမကြိုက်ဘူးပေါ့နော်။ အဲ့လိုနဲ့နေလာကြလာတဲ့အခါကျတော့သူ့ကျင်းနေရတိလာတာကဒီမြောက်တန်းကငွေမရှိပေမဲ့ရိုးသားပြီးကြိုးစားတဲ့လူတယောက်ဆိုတာကိုသူကတိလာတယ်။အဲ့ပြုံမှာဒီသူ့ကျင်းနေရလဲသူကမိဘတွေကအစိုးရဆုံးပါသွားတာဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းမှာသူတို့နှစ်ယောက်လက်ထပ်လိုက်တယ်ပေါ့နော်။အဲ့လိုနဲ့လက်ထပ်လိုက်ပြီးတော့အဲဒီ2000ခုနှစ်ကိုရောက်လာတဲ့အခါမှာကျတော့ဒီ ရောက်တန်းကိုပုံမှန်နှဆိုင်ထောက်ပံ့ပေးနေတဲ့ရွံ300ထောက်ပံ့ပေးနေတဲ့ဒီကုန်ဒီမြက်ထားဆိုင်ရောကလည်းလုံးဝအပိပိုင်ပြတ်သိမ်းလိုက်တယ်ပေါ့နော်ပြတ်သိမ်းလိုက်တဲ့အခါကျသူ့ရဲ့ဒီဒီတလားတလားရတဲ့ရွံ300ဝင်ဝင်ရလည်းမရတော့ဘူးပေါ့နော်မရတဲ့အခါကျသူကမဖြစ်မနေအလုထွက်လုကပဲပေါ့နော်ဆိုတော့သူအလုထွက်လုတဲ့အခါမှာကြာတော့လေသူကစကားရနေပြီးတော့ပေါ့နော်အလိုဟိုတယောက်တည်းအေးစစ်စစ်နေတတ်တဲ့ပုံစံမျိုးဖြစ်တဲ့ပြကြောင့်အလုမှလည်းသူကအစိတ်အဆင်မပြေဘူးအလိုတရနေ့ရလောက်အလုလုပြီးပြန်လာအဲ့လိုပုံစံမျိုးပေါ့နော် အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နောက်ပိုင်းမှာဒီသူ့မျိုးသမီးဖြစ်တဲ့သူ့ဒီသူ့ကျင်းလင်နဲ့သူကတိုင်မင်တာပေါ့နော်တိုင်မင်တဲ့အခါကျသူ့ကျင်းလင်ရလဲကဲအဲ့ဒါဆိုလို့ရှိရင်ငါအလုံးထွက်လို့မယ်နေရအိမ်မှာဒီကလေးပေါ့နော်သူတို့သားလေးနဲ့ဒီအိမ်ကိုစောက်ရှောက်ဖို့တာဝန်ယူဆိုပြီးတော့သူတို့လင်မယားနှစ်ယောက်ကအဲ့လိုတိုင်မင်ရင်းနဲ့သူတို့အဲ့လိုဆုံးဖြတ်လိုက်ကြတယ်ပေါ့နော်我也想得了，你还是在家看孩子，嗯、我就上班了，我也挺知足的，就觉得哎，这日子过得也挺好，也不吵不闹，把孩，我说你把孩子弄好就。 အဲ့လိုနဲ့ပဲဒီ သူကြီးနေကသူကအပြင်လှုပ်ထွက်လို့တယ်လက်လှုပ်ထွက်လို့တဲ့အခါမှာလဲသူကစိတ်ယုံမှလှုပ်တယ်ဗောနော်စိတ်ယုံမှလှုပ်တယ်စိတ်ယုံမှလှုပ်နေနေလဲတခြားသူကပတ်တိုင်းအလုပ်တွေအထင်ရရင်ရတယ်လို့သူကအလုပ်တွေတောက်လျှောက်လိုက်လှုပ်တယ်အဲ့ဒီပေါ့ beauty salon မှာအနှိမ့်သမားအနေနဲ့လှုပ်တာမျိုးတွေသူကတောက်လျှောက်အလုပ်တွေအများကြီးပဲသူကမယမနာလှုပ်ခဲ့တယ်ဗောနော်ဒါမှမဟုတ်သူအလုပ်မျိုးအလုပ်တွေအများကြီးလှုပ်ကြပဲမယ်လဲသူကပြောတာသူပေမန်းနေလို့မခံစားရဘူးဗောဘာလို့လဲဆိုသူရဲ့နောက်ကယ်မှာအိမ်မှာအရင်ချစ်ဆက်အောင်တဲ့တားလေးရှိတယ်ပြီးတော့သူ့အိမ်ကိုဆောက်ရှောက်ပေးမယ်ဒီတားလေးနဲ့သူ့ရဲ့အိမ်ကိုဆောက်ရှောက်ပေးမယ်သူ့ မျိုးသားရှိတဲ့အတွက်ကြောင့်သူအရန်ပျော်ရွှင်ရတယ်ပေါ့နော်ဒီဘဝကိုသူကျင်နတ်တယ်သူပျော်ရွှင်နေဆိုပြီးတော့သူပြောတယ်ပေါ့နော်အဲ့လိုနဲ့သူတို့ရဲ့ပျော်ရွှင်နေတဲ့ဘဝကိုကံကြမ္မာဆိုရင်တစ်ခုကအကြရောက်လာတယ်အဲ့ဒါကတော့ဒီ2008ခုနှစ်ရဲ့နွေရာသီတရက်မှာဆိုလို့ရှိရင်ဒီသူကျင်းနေကသူ့ရဲ့ခြေထောက်တွေကဖိုးယောင်လာတာကိုသူတွေ့ရတယ်ပေါ့ နောက်ပိုင်းကျတော့6ရက်တည်းမကပဲနဲ့ခန္ဓာကိုယ်တွေပါဖောရောင်လာတဲ့အခါကျတော့ဒီရောက်တန်းကလည်းဒါမဖြစ်တော့ဘူးဒီပုံမှန်သွေးရသားရုပ်မဟုတ်ဘူးပေါ့နော်ယောဂတစ်ခုကြောင့်နေမယ်ဆိုပြီးတော့တို့ကအဲ့ဒီအချိန်မှာဒီပေကျင်းမှာရှိရဲ့ဆေးရုံတည်ုံတို့ကဆေးသွာစစ်ကြရပေါ့နော်ဆေးသွာစစ်တဲ့အခါမှာ reset ကပါလဲဆိုတော့ကြောက်ကတ်မကောင်းတာဖြစ်နေတယ်ဆိုတော့ကြောက်ကတ်အတွက်ဆိုလို့ရှိရင်တို့မှာရွေးချယ်စရာနှစ်ခုပဲရှိရဲ့တစ်ခုကကြတော့ဒီကြောက်ကတ်အစားထိုးလို့မလားဒါမှမဟုတ်နောက်တစ်ခုကကြတော့ပုံမှန်အသက်ဆက်ရှင်ဖို့အတွက်ဒီကြောက် 不是这个谁木拉的，不是能哭出来喏。但是你可想好了、啊，这可是永远一辈子无底洞，可是活着一天反正你就得付每月五六千块钱，直到死为止。是不 对，都没嘛药啊，片丹、给啥药丹啊，都讲说要不都安尼样一点的，都没当中呢,呢，都讲哦，都别别慢慢慢慢落开呀，落开呀，才讲哦，喏，哎、呃，都没嘛你们讲片丹，说，都都没嘛，得了病了呢，得老万冷冷奶哦，对嘛，老万冷冷奶多麻烦哪么些哦。通关我关的，你明白吗？我就为感激他，嗯、我就为感激当初我下岗没有工作，嗯、他给我生了个孩子，嗯、挣钱养活我跟孩子这么多年，他、嗯、病了你不管，你说合适吗？嗯、你是人吗？ ညုံမှာသူတို့အဲ့ချိန်မှာသူတို့လက်ထဲမှာသူစုထားတဲ့ရွှေငွေ2000ကျော်ရှိရပေါ့နော်2000ကျော်ရှိရအခါကျတော့သူအဲ့အဲ့ဒီငွေနဲ့အရင်စကုပြီးတော့ဒါပေမဲ့အဲ့ငွေကလည်းတလာခွဲလောက်လဲကြာလဲလဝက်လောက်ပေါ့နော်လတဝလတဝလောက်ကြာတဲ့အခါမှာကျတော့အဲ့ငွေကလည်းယာကနန်းလောက်ပဲကျန်တော့တယ်ယာကနန်းလောက်ပဲကျန်တော့တဲ့အခါကျတော့ဒီရောက်တန်းဟန်သူမဖြစ်မနေသူအလုံးလုံးကတော့မဲဒါပေမဲ့လည်းပြဿနာပါလဲဆိုတော့သူ့အမျိုးသမီးရဲ့ဒီကြောက်ကက်စေးတာတပတ်မှာ၃ချိန်သွားစေရတဲ့ကြောက်ကက်အဲ့ဒါဆိုတော့အလုံးနဲ့သူ့သူ့အမျိုးသမီးကြည့်မယ်ဆိုသူ့အလုံးလုံးလို့အဆင်မပြေ ဘူးကွာတိရမလားအဲ့ဒါနဲ့ तू အလုပ်တွေရှာရခက်တယ်နောက်ပိုင်းကျတော့ तू ဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတော့ तू ကတပတ်ရေးဒီသုံးပိန်းဆိုင်ကဲတစည်းကို तू ကဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့အဲ့ဆိုင်ကဲနဲ့ပဲ तू तू မိမကို तू ကစေးုံစေးုံသွားပို့တယ်ပြီးတော့အမ်တပတ်စကားကလည်းတက်တာသွားတာပေါ့နော်ပြီးတော့နောက်တစ်ခုမှဆိုလို့ရှိရင်အဲစိတ်ယုံပတ်ချလင်းမှရှိရတဲ့သူတွေကဟိုမှာခုနားသွားတင်နာသွားဆိုလို့ရှိရင်ဒီသူ့ရဲ့ဆိုင်ကုန်းငှားပြီးတော့ကြားတဲ့အခါကျတော့အပူငွေတစ်ခုရတယ်ပေါ့နော်အဲ့လိုနဲ့ပဲသူကအဲအဲ့လိုမျိုးလုပ်ကြရပေါ့နော်အဲ့လိုလုပ်နေတယ်ဒါပေမဲ့လည်း <music> 不是啊，俺老吉老娘们儿呢，瓜子啊，马拉胡。他妈东静，咱们西雅的安逸汤都都都都都路安逸汤，原来世界杯那都没马都安逸呀，安逸呀。不是啊，那比亚迪的，都没马，你别啊，你谁给我 jam 你你，他那马泰拉嘛，你家迈吉西古伟，他都没马，你俩就别了。人一直跟着我、啊，你踏踏实实，咱、like, 啊、该怎么看怎么看？没钱没钱想办法，好吧？你也甭管我哪来钱，反正到时候凑齐了，咱、e, 该去就去。 နောက်ပြီးတော့အဲ့ဒီခေတ်အဲ့ဒီခေတ်အချိန်တွေတုန်းကဒီဘက်ခေတ်မှာလေဒီဒီဘက်တောက်လျှောက်မှာရှိတာပေါ့နော်သူတို့နိုင်ငံကကြတော့ဒီကျမရင်မကောင်းဖြစ်တဲ့အခါကြလို့ရှိရင်နိုင်ငံတော်ကနေပြီးတော့သူတို့ကို90ရာခိုင်နှုန်းစေဖို့ပြန်ပြီးတော့ပေးတာရှိတာပေါ့နော်လျှောက်ထားလို့ရတယ်အဲ့ဒါကိုလည်းသူက90ရာခိုင်နှုန်းလျှောက်ထားတဲ့အခါမှာကြတော့သူတို့ပတ်စံရတယ်ပေါ့အဲ့ဒီပတ်စံရတော့တစ်လောက်ယွမ်1884ကျပ်ရတယ်ပေါ့ဒါပေမဲ့လည်းအဲ့ဒီပတ်စံကသူတို့ အဲတမိတာဖာ၃ရောက်အပြင်ဟိုမှာဒီဆေးဘိုးတပတ်တပတ်ကို၃ချိန်ပို့ရတာ၄ဘိုင်းနဲ့အဲ့လောက်ကြီးလောင်းကမနေဘူးကွာသိရမလားပြီးတော့နောက်တစ်ခုမှဆိုလို့ရှိရင်လည်းဒီညောင်တန်းကပေကျင်းရလူဖြစ်တဲ့အတွက်ကြောင့်ဒီသူ့ကြီးနေကဒီပေကျင်းရဲ့တကောင်စီရဲ့နေဝင်ထားမယ်ဆိုလို့ရှိရင်သူတို့သူတို့ပြည်နယ်ရဲ့လူမှုဖူလုံရေးဟာအပြည့်ဝရမှာပေါ့ဒါပေမဲ့သူကလည်းအဲဒီ ဒီတကောင်စင်းနဲ့မဝင်ထားတဲ့အခါကျတော့လူမှုဖူလွန်ရေးကြီးရတယ်အဲ့လောက်ကြီးအပြေအဝါမရအောင်ကွာအဲ့ဒါဆိုတော့တို့အရန်ခတ်ခဲတာပေါ့တည်ရမလားအဲ့လိုခတ်ခဲနေတဲ့အချိန်မှာဒီလျောက်တန်းသူဆုံးဖြတ်တာပေါ့နော်ဒီသူ့အိမ်ကိုအပေါင်ထားမယ်လို့သူစဉ်းစားပြန်တော့လေသူ့အိမ်ရဲ့ အိမ်ခါလုံးဝကျဉ်းကျဉ်းလေးဒီ90 square feet ပဲရှိတဲ့အခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်သူတို့မှာဒီအိမ်ပိုင်ဆိုင်ရဲ့မှုစာချုပ်ပုံစံမျိုးအဲ့လိုမျိုးမရှိတဲ့အခါကျတော့ဟိုစာချုပ်မရှိလို့ရှင်အပေါင်ထားလို့အဆင်မပြေဘူးအဲ့ဒါနဲ့သူကအိမ်ရလည်းပေါင်လို့မရအိမ်ကပေါင်လို့မရတဲ့အခါကျတော့သူကအဲ့လိုပေါ့ဇွေမျိုးနီးစပ်တွေတငင်ချင်းတွေရှိရတယ်သူအဲ့လိုမျိုးပတ်စံလိုက်ချီတာပေါ့သိရမလားအဲ့လိုချီပတ်စံရတဲ့အခါကျတော့ရှင်ကသူ့မိမအတွက်စားဖို့တောက်ဖို့တွေကိုသူကအဲ့လိုပေါ့နော်စားကောင်းတောက်စီရတယ်သူကဝင်သွားပြီးတယ်သူအဲ့လိုမျိုးလုပ်တာပေါ့ 我就想吃那口。他今儿个不够买，反正今儿没钱不买，明儿个有钱买回来。နောက်ပိုင်းရောက်လာတဲ့အခါကျတော့အကုန်လုံးကလည်းပတ်စံဟိုအများတန်းကျတော့မချိနိုင်တော့ဘူးကွာတည်ရမလားမချိနိုင်တော့ဘူးမချိနိုင်တော့ဘူးမချိနိုင်တော့အခါသူတို့ပို့ပြီးရောပို့ပြီးပို့ပြီးရောခက်ခဲလာတယ်အဲ့လိုနဲ့သူတို့ဒီတပတ်ကိုတုံးကျင်လုံကမဲ့ဒီကိစ္စဒီကြောက်ကဆေးရမယ်ဟောင်းနောက်နောက်ပိုင်းကျတော့တပတ်ကိုနှစ်ကျင်ပဲလုံလာနိုင်တာပေါ့နော် 该借的地儿都借了。人家听你媳妇得这个病，说：“大哥，你这是无底洞，永远填不满。他活一天你就拉五千块钱账，那么你媳妇活着一天你都还不了啊。他死了你，你三天都还不上劲儿了，你拿什么还我？人活着，生命是第一位，别的都是次要。我就是这么想。他还活着，孩子有个妈，我们有个完整家庭，晚上坐一块儿吃个馒头咸菜，喝点粥，挺好，我挺高兴。哎呦、嗯，那…… ဆိုလို့ရှိရင်သူကအဲ့လိုပေါ့နော်ဒီကြောက်ကစီရမယ့်အရက်ကိုရောက်လာတဲ့အခါမှာသူကဒီငွေသွင်းတဲ့နေရာကိုတွားပြီးတော့အော်ဆေးငွေသွားသွင်းတာပေါ့ငွေသွားသွင်းတဲ့အခါမှာငွေသွင်းတဲ့နေရာသူ့ကိုစိတ်တုံးတစ်ခုသူ့ထုပေးလိုက်တယ်ထုပေးလိုက်ပြီးသူကအဲ့ဆာရွက်ကိုယူသွားယူသွားပြီးတော့ကြောက်ကစီရဲ့ဌာနကိုတွားတွားပြီးတော့ဒီဆာရွက်ကိုပြရတဲ့အခါမှာသူကအမှဟိုအကြံတစ်ခုရအောင်တခုကိုတတိထားမိသွားတာတတိထားမိသွားတော့သူကအဲ့ဒီဒီဝင်နာကိုမင်းလာပေါ့အေးနင်တို့ငါငွေသွင်းပြီးမသွင်းပြီးကိုညင်ဘလို့တိလဲပေါ့အလိုမင်းရခါမှာဝန်နန်းကလည်းသူ့ကိုပြောတာ ဒီမှာလေးဒီငွေသွင်းပြီးသားစိတ်တစိတ်သုံးပါလို့ရှိရင်ငွေသွင်းပြီးသားရယ်ဆိုတာငါတို့သိတယ်ဆိုပြီးတော့အဲ့အဒီဘန်းနန်းကလည်းအဲ့လိုပြောတယ်ပေါ့နော်အဲ့ခါမှာသူကအဲ့အကြံတစ်ခုရပါအမြင်ရှိတဲ့အကြံတစ်ခုကိုသူကစဉ်းစားမိသွားတာပေါ့နော် ဲ့လိုနဲ2009ခုနှစ်ရဲ့နိုဝင်ဘာလရောက်လာနိုဝင်ဘာလရောက်လာတဲ့အခါမှာကျတော့ဒီလမ်းပေးလမ်းပေးတော်ညာဆိုင်ပုံမှာတွေ့တယ်ဒီတစိတ်တုံးအတုလုတ်တဲ့နေရာကိုတော့ဖုန်းဆက်ပြီးတော့အဲ့ဒီမှာတော့ဒီစေးရုံရဲ့ဒီငွေသိန်းချက်လမ်းမှာတုံးရထူရတဲ့တစိတ်တုံးကိုတော့အတုလုတ်လိုက်တယ်အတုလုတ်ပြီးတော့တော့နှစ်ရက်လောက်ကိုတော့သူကအဲ့လိုစဉ်းစားနေသေးရမလို့ဖြစ်သေးဘူးကွာဒီလားဒါပေမဲ့လည်းနှစ်ရက်လောက်ကြာတော့သူ့မိမရဲ့ဒီကြောက်ကစီရမရက်ကိုရောက်လာတဲ့အခါကျတော့လည်းသူကအိတ်စာရွက်မှာအဲ့ငွေသွင်းရမယ့်စာရွက်မှာသူ့ရဲ့တစိတ်တုံးအတုကိုထူတယ် 我我就就有点心心虚了，你知道吗？我就怕人当时一眼就认出来。没想到看不出来，你看，一次两次，我一看，哎，没事儿，后来我越来胆儿越大了，弄嘛，只要能弄上我就盖章弄呗。 အဲ့လိုနဲ့နောက်ပိုင်းမှာသူကတကြိမ်နဲ့အဆင်ပြေသွားတဲ့အခါကျနောက်ပိုင်းနောက်ပိုင်းရဲ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 လာပြီးတော့တောက်လျှောက်လှုပ်လာလိုက်တာ၄နှစ်ကြာကာအဲလင်းနေတာကာလကြာသွားတယ်အဲ့ကာလအတွင်းမှာဒီခြလံငွေဒီခြလံပေါင်းက409ရွတ်ဖြစ်ပြီးတော့ငွေက1.3000ရွတ်အဲ့ဒါကိုသူကအဲ့လိုလိန်လဲခဲ့တယ်ပေါ့နော်ကာလမခါလာမလို့ဟုတ်ချောရမခနာဆိုတာ你干嘛用这个态度跟他说呀、啊？ 我看上你好了没有？你是不是也在我着急啊？你看上你好了没有？我不知道别人怎么样，你说稍微有点，你说也不能眼看他这么着挺挺的，你说是？အဲ့တော့နေ2017ရောက်လာတဲ့အခါမှာကြတော့ဒီစင်းယုံရဲ့ billing system ကသူတို့ upgrade လုပ်လိုက်တဲ့အခါမှာငွေသားငွေသားတွေကမကိုက်နေဘူးဆိုတော့သူတို့ကတွေးလိုက်တယ်။အဲ့ဒါနဲ့သူတို့ဘယ်နေရာမှာမကိုက်လဲရှာလိုက်တဲ့အခါမှာကြတော့ဒီလျှောက်တန်းရဲ့ဒီဘေးစာရွက် 406ရွက်ပုံမှာထူလာတဲ့တစိမ့်တုံးကအတုဖြစ်နေတာဆိုတာကိုသူကတွေ့လိုက်တယ်ပေါ့နော်တွေ့လိုက်တဲ့အခါကျဆေးရုံကလည်းဒါမှဖြစ်မနေရဲတိုင်ရတော့မယ်အကြောင်းအရာဖြစ်တဲ့အကြောင်းဆေးရုံကလည်းရဲတိုင်လိုက်တယ်ဒါမှတိုင်လိုက်တဲ့အချိန်မှာလည်းဆေးရုံကလည်းသူစိတ်ပူတာရဲတိုင်လိုက်လို့ရှိရင်နောက်နောက်ထပ်နောက်နောက်ဆက်တွဲအနေနဲ့ဒီသူ့မိမရဲ့ကုသမှုမှာမကုသနိုင်တော့မှလည်းဆေးရုံကလည်းသူစိတ်ပူတယ်ပေါ့နော် 他爱人的这个身体确实也不好，对这种情况，我们不能再给他推到社会上去，推到社会上去，也可能这个生命就没有了。အဲ့လိုနဲ့ပဲရဲတွေကသူ့ကိုလာဖမ်းတယ်လာဖမ်းတဲ့ချိန်မှာလည်းသူကလုံးဝတည်ငြိမ်နေတယ်ပေါ့နော်။သူကအဲ့ဒီမှာသူဒီ limit တာကာလအတွင်းမှာသူတညမှကိုအေးအေးဆေးဆေးမအိတ်ခင်အောင်ပေါ့။ဆိုတော့ဒီအော်အော်ဒီရဲတွေရဲ့ဒီအော်အော်ဒီအဲဒီ

လာဖမ်းတဲ့ရဲတွေကလည်းအိမ်လေးကိုဝင်တဲ့အခါမှာကြာတော့သူကဒီ90 square feet အခန်းချင်းလေးထဲမှာမဟိုပြီဘောကအနှဲငယ်သူတို့တွေ့တယ်ပြီးတော့အဲ့ဒီရှိတဲ့အခန်းထဲမှာရှိတဲ့ view တွေမှာဆိုလို့ရှိရင်ဒီသူ့အမျိုးသမီးရဲ့စေးတွေနဲ့ပြည်နေတယ်ပြီးတော့ဒီတယောက်တန်းရဲ့ဒီဘေးမှာဆိုသူ့ကလေးတယောက်ကရက်နေတယ်ပြီးတော့သူ့တခြားဒီဂရင်ပေါ်မှာဆိုလို့ရှိရင်80ဒီ80 kg လောက်ပဲရှိတဲ့ဒီပိန်နေတဲ့ဒီအမျိုးသမီးကလင်းလျောင်းညာလဲတော်ရဲတွေကလုံးဝ ညရင်မစင်လာဖြစ်တာပေါ့စိတ်မကောင်းဘူးဟိုဒီအဒီနေဝေးကိုတွေ့လိုက်တဲ့အခါမှာမလုတ်ချင်ပဲလောက်ရတဲ့အနေထားမျိုးပေါ့နော်အဲ့ဒါနဲ့ရဲတွေကလည်းသူ့အော်ဖမ်းသွားတဲ့အချိန်မှာဒီကလေးတွေအတွက်ကလေးအတွက်စားဖို့ဆိုပြီးသူကပတ်စံလေးပေးခဲ့တယ်ပေါ့နော်ဘာကြီးပဲကွာတာလို့ဘောကမြေကုန်းကတုံးနေလို့ဆန်ချိုးပြီးနေတာတော့ဘင်းတော့ရအားစိုးရချင်ဟောပြတယ်ဘာတပိုးချင်တာလဲကျော်တာတော့လေ အဲ့ဒါလည်းပဲရက်အနေငယ်ကြာတဲ့အခါမှာဒီလူချင်းနေရှိကို notice စာတစ်စောင်ရောက်လာခဲ့တယ်။အဲ့ notice စာမှာဆိုလို့ရှိရင်သူ့အမျိုးသားဖြစ်တဲ့ရောက်တန်းကဒီစေယုံကိုငွေလိမ်လည်မှုနဲ့တန်တရားရှိတဲ့အတွက်ကိုရဲစခန်းထိန်းသိမ်းထားတယ်ဆိုရဲအကြောင်းပြီးတော့အကယ်၍အမှုကတကယ်ပဲပြစ်မှုမြောက်တယ်ဆိုလို့ရှိရင်ထောင်ကျမယ်ဆိုရဲအကြောင်းပေါ့နော်။အဲ့ notice စာရောက်လာခဲ့တယ်။အဲ့ရောက်လာပြီးတဲ့နောက်မှာကျတော့သူကသူ့အမျိုးသားလည်းမရှိတော့ဘူးဆိုတော့သူစေယုံလည်းမသွားရဘူးပြီးတော့စားဖို့တောက်ဖို့အတွက်ကလည်းခက်ခဲတယ်။ခက်ခဲတဲ့အတွက်ကြောင့်သူအဲ့လောက်ကြီးနေမကောင်းဖြစ်ပဲပိန်နေနေတာ တာ။အမသူကအပြင်ထွက်ပြီးတော့သူ့သားနဲ့သူနဲ့စားဖို့အတွက်ကိုဒီအမိုက်အမိုက်တွေကောက်ပြီးတော့လေဥမာအမိုက်ပုံးလေးကအဲ့ဒီရေတံမှုပါညာပေါ့အဲ့လိုတွေကောက်အမိုက်ကောက်ရောင်းပြီးတော့သူနဲ့သူ့သားရဲ့စားဝတ်နေရေးအတွက်ကိုသူကဖြည့်ရှင်းခဲ့တယ်ပေါ့နော်။ အဲ့ဒီသူတို့ရှိမှကျွန်မန်ထိုးပေါ့နော်မန်ထိုးအစီအပေါ်ဆုံးဆိုတော့မန်ထိုးမန်ထိုးပဲပြီးသူတို့နှစ်ယောက်ရဲ့စာဝင်နေရေးကိုဖြည့်ရှင်းခဲ့တယ်။အဲ့လိုနဲ့ဒီရောက်တန်းအဖမ်းခံရပြီးတဲ့အခါမှာတည်င်းမှာပါလာတဲ့အခါကျတော့ဒီအင်တာနက်သုံးခဲ့လူတွေကအများဆုံးသိသွားကြတာသူတို့အကြောင်းသိသွားတဲ့အခါကျတော့သူတို့အိမ်ကိုရောက်လာတယ်ရောက်လာပြီးတော့ဒီဒီရောက်တန်းရဲ့အမျိုးသမီးနဲ့သူ့သားလေးကိုကူညီပေးကြတာပေါ့နော်ပတ်စံနေလှူပေးတယ်ကူညီပေးကြတယ်။ ဲ့ဒီတင်အောင်မှဒီစေးယုံอ่ะဆိုလို့ရှင်လဲသူ့ကိုပြောတာအဲဒီစေးယုံอ่ะလဲဒီသူတို့ဒီ interview ပေါ့เนาะ interview တဲ့အခါမှာစေးယုံอ่ะလဲပြောတာသူ့ရဲ့ပတ်စံဒီသူလုတ်ခဲ့တဲ့ပတ်စံအောင်ဘာလို့မယူတော့ဘာလို့လဲဆိုတော့ဟောဒီသူမဆက်နိုင်ဆိုတာလဲသိရတဲ့အတွက်ကြောင့်သူတို့မယူတော့ဆိုပြီးစေးယုံอ่ะလဲပြောတယ်ဒါပေမဲ့ရောက်ထမ်းကြတော့သူယူထားတဲ့သူလုတ်ထားတဲ့ဟာအတွက်သူမဖြစ်မနေပြန်ပေးရမယ်ဆိုတဲ့ဟာမျိုးပေါ့เนาะသူပြောတယ်သူမဖြစ်မနေပြန်ပေးမယ်ဆိုပြီးပြောတယ်အဲ့ဒါနဲ့ဟောအာမခံနဲ့လွတ်လာတဲ့ပထမဆုံးအချိန်မှာဆိုလို့ရှင်ဒီအလှူငွေတွေပေးတဲ့ပတ်စံတွေနဲ့သူကအဲ့ ပတ်စံတွေစုပြီးတော့ဈေးရုံကိုဒီပတ်စံကိုသူကပြန်ဆက်လိုက်တယ်ပေါ့နော်ဆိုတော့ ဒီကိစ္စကြီးပြီးသွားတဲ့အခါမှာကြတော့ဒီဒီလိုကိစ္စကြီးပြီးသွားတဲ့အခါမှာကြတော့သူ့အမျိုးသမီးကလည်းသူတို့နှစ်ယောက်ရဲ့သူတို့တွေရဲ့စာဝိတ်နေရတဲ့သူ့အမျိုးသမီးကဒီအမိုက်မကောက်တော့ပဲနဲ့သူကဘာလုပ်လဲဆိုတော့သုံးမွေးပေါ့နော်သုံးမွေးတွေထိုးပြီးတော့အိတ်အိတ်လုပ်ပြီးတော့အတွန်ရှောင်းလာဆိုတော့သူအိတ်လုပ်တဲ့အချိန်မှာလည်းလုံးဝအကုန်လုံးကဝယ်ပေးကြတာပေါ့နော်တချို့တွေဆိုအဲ့လိုယွမ်းတပေါင်းလောက်သုံးမွေးဝယ်တယ်အဲ့ဒီတပေါင်းလောက်တောင်မတန်ယွမ်းတပေါင်းလောက်မတန်ဟုတ်ကဲ့ဒါပေမဲ့ဒီလိုလှူတဲ့သဘောမျိုးနေနေပေါ့နော်သူလုပ်တဲ့အိတ်တွေဝယ်ပေးကြတယ်အဲ့ဆိုတော့သူတို့ပို့ပြီးတော့ဟိုစောက်ဟိုကျမ်းမာရေးအတွက်ကောစာဝိတ်နေရေးအတွက်ကောမပ ူရတော့ဘောနော်အဲ့လိုနေပဲဒီသူတို့ရဲ့အကြောင်းကိုလုံးဝဒီတရုတ်ပြည်မှာအကြီးဆုံးသတင်းဌာနဖြစ်တဲ့ CCTV သတင်းဌာနတိသွားတဲ့အခါကျတော့အဲ့လိုပေါ့နော်။အော်လူတွေတော်တော်များများလည်းတိသွားတာပေါ့။အဲ့ဒါနဲ့သူဒီသူစေးပထမသူပထမအဆုံးချိန်ရုံးထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်လုံးဝသူ့ရဲ့ဒီအဲပေကျင်းရဲ့ဒီတုံးချံတရားရုံးအရှိန်မှာဆိုလုံးဝဒီအဲသတင်းထောက်တွေအကုန်လုံးလည်းပြည့်နေတာပေါ့နော်။ဆိုတော့အကယ်၍သူကအဲ တကယ်ပြစ်မှုရှိကြောင်းထင်ရှားတယ်ဆိုလို့ရှိရင်သူ့လိန်ထားတဲ့ငွေကအရမ်းများတဲ့အတွက်ကြောင့်သူ့ရဲ့ပြစ်မှုကအဲထောင်ဒဏ်၃နှစ်ကနေ9နှစ်တွင်ကြာရမယ်ပြစ်မှုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့တရားရုံးမှာဆင့်မေးတဲ့အခါမှာလည်းတရားရုံးကိုသူကအကုန်လုံးဝန်ခံတယ်ဟုတ်တယ်ဒါအကုန်သူလုပ်တာပါဆိုပြီးသူကဝန်ခံခဲ့တယ်ပေါ့နော်你原来还是双鱼座，现在改两个座了。为什么会有三次改两次？ မေချာလူကဘာဘောပေါ်နေရလို့ဆိုရအောင်ဘုရားချောင်းအဲ့လိုနေပဲ2022ခုနှစ်ခုနှစ်လပိုင်း17ရက်နေမှာဆိုလို့ရှိရင်တရားရုံးကသူ့ကိုပြစ်ဟိုပြစ်ဒဏ်ချလိုက်တယ်ပေါ့နော်ပြစ်ဒဏ်မှာဆိုလို့ရှိရင်သူကထောင်ဒဏ်3နှစ်ကြောင်းခံရမယ်ဆိုပြီးပြစ်ဒဏ်ဒါပေမဲ့နောက်မှာပါရှိတယ်ဆိုတော့အဲ့ထောင်ဒဏ်3နှစ်က provision 6နှစ်ကာလနဲ့ဆိုတော့အတိတ်ကဘယ်လိုလဲဆိုတော့ ဒီသူ့ကိုပေးထားတဲ့ဒီစောင့်ကြည့်ကာလာ၄နှစ်အတွင်းမှာသူကဘာပြမှုတစုံတရာမှမကျူးလို့ဆိုလို့ရှိရင်သူ့ကိုချထားတဲ့၃နှစ်တာထောင်တန်းရလဲအဲသူသူဟာသူဒီပြင်းကြီးသွားတယ်ပေါ့နော်ပြီးသွားတယ်ပေါ့အဲ့လိုဆိုတော့ဒီတရားရုံးကလည်းလုံးဝကိုကြည်နူးချာကောင်းတယ်ဒီလိုမျိုးအဲပြမှုကိုချတယ်အဲပြီးတော့အဲအဲ့အားကြောင့်လည်းလူတွေအကုန်လုံးကလည်းပို့ပြီးတော့အဲဘယ်လိုပြောမလဲ သူတို့တွန်စိတ်သက်တာရရသွားတယ်ပေါ့နော်ဆိုတော့အဲတရားရုံးကလည်းဆုံးဖြတ်တာသူကဒီအကြောင်းအရောကိုလုတ်ခဲ့တာကယူရချက်ရှိရှိလုတ်တာမဟုတ်ဘဲနဲ့သူသားဒီလိုမလုပ်လို့ရှိရင်သူ့ရဲ့အမျိုးသမီးရဲ့အသက်ဆုံးရှုံးသွားမှာဆိုတဲ့အတွက်လုတ်တာပေါ့ဒါလူသားချင်းစာနာထောက်ထားမှုပေါ့သူတို့ပြောမှဆိုအဲ့ဒါကြောင့်လုတ်ခဲ့ရတာဖြစ်တယ်လူတွေကလည်းဒါကြောင့်မို့လို့သူ့ကိုဒီလွတ်လွတ်ဖို့အတွက်တောင်းဆိုကြတဲ့အခါမှာတရားရုံးကလည်းဒီဆုံးဒီလိုအကြည့်လူကြီးကောင်းတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့သူတို့ သူလွတ်လာပြီးတော့သူတို့အဆင်ပြေသွားတယ်ပြီးတော့ရတဲ့အလှငွေတွေတောက်လျှောက်တွေလည်းအလှငွေတွေလည်းတောက်လျှောက်ရတဲ့အခါကျသူတို့ပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်။ရောက်တန်းနဲ့သူချင်းတွေတော့သူတို့ဒီ CCTV ကနေတင်းလာယူရတဲ့သူတွေကိုပြောထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုကိုဖင်ပြပေးမယ်နော်။ 我一定要好好活着，我得活个六七十年，<laughs> 我要不也对不起大家呀、啊，是吧？我原来不相信这，从那天回来到现在，一直家里的来人不断，记者不断。也首先，呢，通过您对大家比较感激，对我这事儿都挺关心的，大家都挺不容易，坚强坚强的往下走吧，往下过吧，就是这么。 ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲ2016ခုနှစ်9လပိုင်း16ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီသူ့ကြီးနေကသူ့ခံစားနေရတဲ့ဒီကြောက်ကဝေဒနာနဲ့ပဲပေါ့နော်ရုတ်တရက်ဒီမနက်အစောပိုင်းမှာသုံးပါသွားတယ်ဒါပေမဲ့သူ9နှစ်လောက်ထိအသက်ရှင်နေတယ်ပေါ့နော်ဆိုတော့သူသုံးပါသွားတဲ့အခါမှာကြတော့လေဒီပျောက်တန်းကသူ့ရဲ့အယိုးအယိုးအယိုးပြအိုးကိုသူ့ရဲ့မွေးရည်ဖြစ်တဲ့ခေပေကိုယူလာပြီးတော့သူမြုံနှံပေးခဲ့တယ်ပေါ့ပြီးတော့ဒီ ဒီသူ့ဂျင်းနေသူ့ဂျင်းနေဆုံးသွားပြီးတော့၄မိပေါ့နော်၄မိကြာတဲ့အခါ2020မှာဆိုလို့ရှိရင်လည်းဒီလျောက်တန်းကစီချိုယောဂာနဲ့ပဲသူကဆုံးထပ်ပြီးတော့ဆုံးသွားသွားတယ်ပေါ့နော်ဆိုတော့လျောက်တန်းဆုံးသွားတဲ့အခါမှာလူတွေပြောတာကြတော့လျောက်တန်းကသူ့သူ့ရဲ့ကျမ်းမာရေကိုသူကယူမဆိုင်ဖဲနဲ့သူ့မိမအတွက်ပဲသူ့မိမကိုပဲသူယူဆိုင် ်ခဲ့တဲ့အတွက်ဒီလိုမျိုးဆုံးမသွားရပေါ့ဒါမဲ့လည်းအကုန်အများစုကတော့အော်သူတို့သူတို့နှစ်ယောက်ဘာပဲပြောပြောကောင်းကင်ပုံမှာအခုတော့အတူတကွာအတူတူရှိနေနိုင်ပြီဆိုတော့အဲအဟာတွေလည်းပြောကြတယ်ပေါ့နော်ဆိုတော့လေဒီပေကျင်းမျိုးကအချက်စင်ဇလန်းလေးကပြီးဆုံးသွားရပေါ့နော်ဆိုတော့ကိုဒီတရင်ထတရင်ဌာနကနေပြီးတော့လျောက်တန်းနဲ့ဒီသူ့သူ့ရဲ့ဇနီးကိုအချစ်ဆိုတာဘာလဲဆိုတာမေးထားတဲ့အကြောင်းအရာလေးကိုသူတို့ဘယ်လိုဖြစ်သွားလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော် 现在好像媒体上都说，啊，你是为了爱情这么干。什么爱不爱情？两口子过日子，每天晚上有点事儿。他有病应该管他，我我有病他应该管我。什么爱不爱？什么？一天到晚不亲爱的挂嘴边，子，那太假了。我说我呀，这辈子跟着你啊，下辈子我还得找情人。 ကျဉ်းနူးစရာအချက်စလန်းလေးကတော့ဒီလိုမျိုး one news ာနဲ့ပဲအဆုံးသတ်သွားပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုဒီဗီဒီယိုလေးအတိုင်းပဲကိုရီးယားဘဝမှာလည်းအခုကြည့်ပေးတဲ့ပြည်သက်ကြီးရဲ့ဘဝမှာလည်းဒီလိုမျိုးကိုယ့်အပေါ်မှာတကယ်မြင့်တာစိတ်မြင့်တာမှန်နဲ့ချစ်ပေးတဲ့သူမျိုးနဲ့ဆုံတွေ့နိုင်ဖို့အတွက်ကိုဆူတောင်းပေးရင်လည်းဗီဒီယိုလေးကိုဒီပါပဲအဆုံးသတ်လိုက်ပါသေးရှင်။နောက်ဗီဒီယိုမှာဘလို့စိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေပြပြပေးသွားမယ်ဆိုတာကိုဆက်လက်ဆောင်ကြည့်ပြီးအားပေးကြပါအောင်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye ။